ဒိမန်မာရီမဟုတ်ပဲ United မှာပါနေရာပြောင်းတော့မဲ့ Wildland ပရီးမီယာလိုင်းမိန်လာများ Manchester Force ကနေပြန်လဲကြိုးလဲပါရင် Manchester United ဟာသူတို့ရဲ့ပြင်ပပြဿနာကိုအမြင့်ကနေစတင်ရှင်းနေနိုင်ဖို့ကြိုးစားနေပြီဒီထဲမှာတိုင်းစစ်ကဂုံးမရတဲ့ပြဿနာကိုအရင်ဆုံးဖြေရှင်းဖို့အတွက် Robin Emery ကကြိုးစားနေပါရင် Sporting မှာ Emery ရဲ့အောင်မြင်မှုက Vida Jokeri ရဲ့ဆက်အတွင်းကိုနေကြောင်းမှာဒီတော့ United လည်းနေရာဒီမှာတိုင်းစစ်နေရာကို Inite RI ဖြေတင်းနေပြီ Vida Jokeri ရဲ့ score တိုင်းကိုလည်းခေါ်ယူဖို့ပြင်ဆင်နေပါရင် ဂျိုဂီယက်အစီအမပြင်အရန်အနေနဲ့ဗီတာအိုစီမန်ကိုလည်းစဉ်းစားထားပါသေးတယ်။ဒါပေမဲ့ဘသူကိုပဲကော်ကော်ရာမတ်ကွိုင်လန်အတွက်ကတော့ပြောစရာဖြစ်မနေပါဘူး။ ပိုင်လန်ကမန်ချက်စတာယူနိုက်တက်မှာနေမကပဲနိုင်ငံအသင်းကိုပြန်ကစားရမှာပါရုံးကန်နေရပါတယ်။ဒါကြောင့်လည်းဝိုင်လန်ကိုနေရာပြောင်းမှာဖင်တောင်အောင်ကြောင်းနေလောက်ပြီးဖြစ်ကြောင်းဝေဖန်မှုတွေအများကြီးပေါ်ပေါက်နေပါတယ်။ဝိုင်လန်ကစတန်ဂရန်နဲ့အထက်နာမာတို့ကသူ့ရဲ့အလားအလာတွေကိုအများကြီးပြသနိုင်ခဲ့ပါတယ်။ဒါကြောင့်လည်းယူနိုက်တက်က2023မှာပေါင်း82တန်းပြောင်းရွှေ့ခြင်းနဲ့အုတ်ထက်ဖို့ကိုခေါ်ယူခဲ့ပါတယ်။တကယ်တော့အသက်22နှစ်ဆိုတာတင်ယူနေစေရွယ်ပါဒါပေမဲ့လည်းဝိုင်လန်ကတော့မန်ချက်စတာယူနိုက်တက်တိုက်စီမှုဆိုတဲ့တာဝန်ကြီးကိုထမ်းနေရပါတယ်။ဝါလန်ဟာဒေးဗန်နဲ့ယူနိုက်တက်ရဲ့အနာဂတ်ကြီးကိုပခုံးထမ်းရပြီးအရွယ်နဲ့မလိုက်တဲ့ဖီးအားတွေအကြောင်းပြန်လာနိုင်ဖို့ကိုခက်ခဲနေရ ရပါတယ်။ဝိုင်လန်က United အတွက်65ပွဲအထိပါဝင်ကစားပေးထားမှာ26ဂိုးတည်းရရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီကဆိုရင် Premier League တွင်ကို၄ဂိုးတည်းရှိခဲ့တာပါ။ဒါကြောင့်လည်း United ကဝိုင်လန်နဲ့မဖြစ်တော့ဘူးဆိုပြီးတိုက်စစ်မှုနေရာအတွက်ဈေးခွက်ထဲကနံပါတ်၉ကစားမအင်းနဲ့ချိန်ဆက်နေတာဖြစ်ပါတယ်။ဝိုင်လန်ကဒိမန်အသင်းမှလည်းနေရာပြောင်းနေပါတယ်။လီတိုနီးယားနဲ့ချစ်ချီအေးပွဲမှာနံပါတ်၉အဖြစ် Maker Fresh ကကစားခဲ့ပြီး 5C နဲ့အနိုင်ရရှိရမှာတကောသွင်းယူခဲ့ပါတယ်။ပထနာတိုက်စစ်မှု ကက်စပါဒေါဖက်စ်ကလည်းကိုရရှိခဲ့ပါရင်မိုင်လန်ကတော့ရန်ကုန်ကနေစတင်ပြီး၁၈မိနစ်ပဲကစားခဲ့ရသလိုပွဲပေါ်တိုက်ရောက်မှုလည်းမရှိခဲ့ပါဘူး။ဒေမက်မီဒီယာတွေက Bridge ကကစားပုံဟာအဆိပ်ရှိကြောင်းတင်စားရေးသားနေကြပြီးမိုင်လန်ကတော့နေရာပြောင်းသွားတဲ့အတွက်ဖင်တွန်အောင်ကြောင်းနေလောက်ပြီးဆိုပြီးတော့ဝေဖန်နေကြပါရင် United ကလည်းဒီနေရာအတွက်ပီတာဂျူဂီယန်နဲ့အစားထိုးဖို့ပြင်ဆင်နေပါရင် Everton ကသူ့ယုံကြည်အားဆုံးတစ်ပွဲတရာကိုတင်းမာလုံးချင်နေသလိုကစားမဘက်ကလည်း Premier League ကိုပြောင်းလာခြင်းလို့ United ကိုမီးစင်းပြထားပါရင်ဒါပေမဲ့ Sporting ဘက်က Green Media အကြောင်းဂျူဂီယန်ရဲ့အပြောင်းရွှေ့ကရက်တက်နေတယ်ဆိုတော့အားလုံးလည်းသိပါပဲ။ United ကဂျိုးလီယန်စာဗီတာအိုစီမန်ကိုတပတ်လည်စဉ်းစားနေပါတယ်။အိုစီမန်ကလည်း United စီပြောင်းလာခြင်းပဲပြဿနာတစ်ခုတော့ရှိနေပါတယ်။အိုစီမန်ကပြီးခဲ့တဲ့ရာသီမှာကာရာစီကိုအငှားထွက်ကစားခဲ့ပြီးအောင်မြင်မှုရရှိခဲ့ပါတယ်။ကာရာစီရဲ့အတွက်45ပွဲကစားမှာ38ပွဲအထိဂိုးသွင်းခဲ့တဲ့အိုစီမန်ဟာ United လိုအပ်နေတဲ့တိုက်စစ်လိုအပ်ချက်ကိုကွက်တိဖြည့်ဆွက်ပေးနိုင်မှာသေချာနေပါတယ်။အသက်26နှစ်ရွယ်နိုင်ဂျီးရီးယားတိုက်စစ်မှုဟာနာပိုလီဒုံးခါလိုပဲကာရာစီကိုလည်း League Champion ဖြစ်စေခဲ့ပါတယ်။အိုစီမန်ရဲ့အစွမ်းစားရင်းကြောင့် Club World Cup ကစားမဲ့ Sorry အသင်းအဲ့လေကအပိတက်ခေါ်ယူဖို့ကြိုးစားခဲ့ပေမဲ့ဥရောပမှာပဲ စားချင်းသေးတဲ့ OCMAN ကတော့ငင်းဆန်လိုက်ပါတယ်။ဒါပေမဲ့ United ကိုပြောင်းရွှေ့ဖို့ကလည်းမလဲကူသေးပါဘူး။ OCMAN ရဲ့ပြောင်းရွှေ့ခြင်းကယူ85သန်းဖြစ်ပြီးကစားသမားရဲ့လောက်ခလားစာကယူ70သန်းပါ။ဒီတော့တင်းရည်တို့တနိုင်လာတဲ့ပမာဏကျော်များနေပါတယ်။ဒီတိုင်းချက်မှာကရွေးချယ်စရာလမ်းတစ်ခုရှိပါတော့တယ်။တစ်ခုကတော့အတိုင်းစင်မှုတေခေါ်ယူဖို့ဝိုင်လန်အပါဝင်စားမတွေကိုရောင်းချတာပါ။နောက်တစ်ခုကတော့ ဝိုင်လန်းကိုအရန်ကုန်ထိုင်ခိုင်းပြီးတင်းယူစီတာပဲဖြစ်ပါတယ်။ဘယ်တခုကိုရွေရွေဝိုင်လန်းအတွက်ကတော့အနှုတ်ဖက်ကိုပဲများနေပါတယ်။ဝိုင်လန်းကိုစီးရီးရဲ့တင်းတွေကလည်းစိတ်ဝင်စားနေပြီးဒီထဲမှာအင်တာမီလန်လိုထိတ်တန်းအသင်းကြီးလည်းပါဝင်နေပါတယ်။ဝိုင်လန်းကတော့အသင်းပြောင်းခြင်းစိတ်မရှိဘဲသူ့စာချုပ်က2030အထိဖြစ်ကြောင်းမကြာသေးခင်ကပြောဆိုထားပါတယ်။ဒါပေမဲ့အသင်းမှာနေရာမရဘူးဆိုရင်တော့ဝိုင်လန်းရဲ့ဆုံးဖြတ်ချက်လည်းဒီမျိုးဖြစ်လာနိုင်ပါတယ်။ United အတွက်နောက်ရသည်နံပါတ်6ကဘယ်သူဖြစ်လာမလဲဆိုတာဆက်လက်စောင့်ကြည့်ရပါမယ်။ ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအာကစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ Manchester Voice Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါဦးလို့ပြောရင်းနေကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ